အရန်ပူတဲ့အချိန်မှာအလုတ်လောက်ရတာအရန်ခတ်တယ်ဆိုရှိလာရဲ့စင်းရဲသားတွေအတွက်တော့ပူရာအေးရာတွေကြီးလို့မရဘူးလေစင်းရဲမှာတော့ဘာပဲဖြစ်ဖြစ်ရှာရမှာပဲကျွေးမကြီးကျွေးမပြောတာတော့မှန်တယ်ဒါပေမဲ့လေသူ့တီတီချာလေးကယူဆိုင်တော့အစားအသောက်တွေလည်းအချိန်မှန်ကျွေးပါ သူကတရက်နဲ့တရက်အရန်ကိုအားနည်းလာနေတယ်ကိုပြီးဆိုတဲ့သူကတော့ချမ်းမာပေါက်ပြားပေါက်တဲ့အလုတ်ကိုလုတ်ပါတယ်သူကတော့တနေ့ကုန်အားဆိုင်ပြီးတော့မှအလုတ်လုတ်ပါတယ် အဲ့လိုအလုံးလုံးမှဒါလင်သူတို့အိမ်မှာတော့သမင်းစားရတဲ့ကိုပီးကားတော့သူ့ရဲ့သမီးမန်ဂျူးကိုပညာတတ်တယောက်ဖြစ်စေခြင်းနဲ့မန်ဂျူးသမီးလေးရေသမီးစာအိုကောင်းကောင်းကျက်နော်ပြီးလို့ရှိရင်ပညာတတ်တယောက်ကြီးဖြစ်အောင်လုပ်နော်သူကတော့စာကျက်ပါလိမ့်မယ်ဒါပေမဲ့လည်းသူ့ကိုចောင်းထားဖို့အတွက်ပတ်စံကဘယ်ကနေရမှာတော့အကင်လို့လိုအပ်လို့ရှိရင်သမီးလည်းအလုံးလုံးပါမယ်အမေရဲ့ဒါပေမဲ့လည်းကိုယ့်ရဲ့သမီးလေးကိုတော့ကောင်းကောင်းလေးစာတတ်အောင်သင်ပေးမယ် အဖွားရေးကြည့်ထားပါသမီးစာကောင်းကောင်းကြက်ပါမယ်တနေ့မှာတော့ဆူရှီလာကထမင်းနဲ့အကြော်ဟင်းကိုချက်ခဲ့ပါတယ်ဆူရှီလာချက်တဲ့ဒီထမင်းနဲ့အကြော်ဟင်းကတော့အရန်ကိုစားလို့ကောင်းပါတယ်ဒါကြောင့်မလို့သူ့ရဲ့လက်ရာကိုချီကျွင်းရင်းနဲ့ပဲသူ့ရဲ့ယောက်ျားကပြောတယ်အရန်ကောင်းတာပဲဆူရှီလာကြီးဒါကိုစားဘူးတဲ့သူကတော့လေဘိုက်ဝရင်လည်းထက်ထက်ပြီးတောင်းစားနေမှာထားလိုက်ပါရှင်ကလည်းဘာဖြစ်လို့ရှောက်ရှောက်ပြီးတော့မှမြောက်နေရတော့ကိုပြီးပြောတာမှန်တယ်ချွေးမရဲ့ ဒီလိုအရန်ကောင်းတဲ့ထမင်းနဲ့အကြော်ဟင်းကိုငါတစ်ခါမှမစားဘူး။ငါနင့်ကိုအကြံတစ်ခုပေးချင်တယ်။ဒီထမင်းနဲ့ဒီအကြော်ဟင်းကိုရောင်းပါလား။အရန်ရောင်းကောင်းလိမ့်မယ်။တရက်မှဂိုပီကတော့ခြံထဲမှာအလုံးလုံးဖို့တွားခဲ့ပါတယ်။အလုံးလုံးရင်းနဲ့ပဲခေါင်းမူးပြီးတော့မှလိမ့်ချသွားတယ်။ပြီးတော့သတိလစ်သွားခဲ့ပါတယ်။အခုတော့လာကြပါအောင်ဒီမှာဂိုပီဘာဖြစ်သွားရည်လဲမသိဘူး။သတိလစ်သွားပြီ။ဒါပါအောင်သူ့ကူညီပါအောင်။အနီးနားမှာရှိတဲ့သူတွေအားလုံးကတော့ ကိုပီးကိုကူညီပေးဖို့အတွက်ဆိုပြီးတော့မှသူရှိကိုပြေးလာခဲ့ကြပါတယ်။သူတို့တွေကတော့ကိုပီးကိုတရီလဲလာအောင်လုပ်ပါတယ်။ဒါပေမဲ့လေသူကတရီလဲမလာပါဘူး။ဒါကြောင့်မလို့သူတို့တွေအားလုံးကတော့ဆေးရုံကိုခေါ်သွားခဲ့ပါတယ်။ဒေါက်တာကပြောတယ်။ညီမရဲ့ယောက်ျားမှာယောဂအကြီးကြီးတစ်ခုရှိတယ်။အဲဒါကြောင့်မလို့သူ့ကိုခွဲစိတ်မှုတစ်ခုပြုလုပ်မှပဲရမယ်။ဒါပေမဲ့ဟိုဟာဆရာကြီးခွဲစိတ်မှုလုပ်လို့ရှိရင်ပတ်စံကြီးအများကြီးကုန်ကြမှာမလား ဟုတ်တယ်2သိန်း3သိန်းလောက်တော့ရှိမှာပေါ့2သိန်း3သိန်းဆိုတဲ့အတန်ကိုကြားတဲ့အချိန်မှာပဲဆူရှိလာကအသက်ရက်တလို့ဖြစ်သွားခဲ့ပါတယ်။သူမကငိုရင်းနဲ့ပြောခဲ့ပါတယ်။ကျမတို့ကတဲအင်းအစုပ်လေးမှနေတဲ့စင်ရဲသားတွေပါ။တရက်ကို200 300ပဲရှာနိုင်တာပါ။အဲ့ဒါနဲ့ပဲဝမ်းစာရှာဖွေနေကြရတာ။အဲ့တော့2သိန်း3သိန်းကိုကျမတို့ဘယ်ကနေယူလာမှာရော။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်လဲသူ့ကိုပြန်ခေါ်သွားလို့ရတယ်လေ။ပတ်စံမပေးနိုင်မှာတော့ ငါတို့လည်းဘာမှမလုပ်ပေးနိုင်ဘူး။ဆူရှီလာကိုစိတ်ညစ်နေရတွေးပြီးတော့မှသူ့ရဲ့ရောက်ခမကသူ့ကိုဆုံးမပါတဲ့။ချွေးမကြီးအဲ့ချမ်းပန်ရှင်ကိုသွားပြီးတော့မှအကူအညီတောင်းကြည့်ပါလား။မဟုတ်လေကိုပြီးကအဲ့မှာပဲတနေကုန်အလုပ်လုပ်နေရတာလေ။ရောက်ခမပြောတဲ့အတွက်ကြောင့်မလို့ဆူရှီလာကတော့ချမ်းပန်ရှင်နေတဲ့နေရာကိုသွားခဲ့ပါတယ်။ပြီးတော့ငိုရင်းနဲ့ပဲအချောင်းရည်အားလုံးကိုပြောပြလိုက်ပါတယ်။ချမ်းပန်ရှင်ကတော့ ူမကိုသူမကိုမကူညီပေးတဲ့အပြင်ထပ်ပြီးတော့တောင်မှချိန်ချလိုက်ပါတယ်။ဒီနေ့တော့မင်းကငါတို့ရဲ့နန်းတော်မှာခြေချလိုက်ပြီးအေးနောက်ကြလို့ရှိရင်ပတ်စံအတွက်နဲ့ငါတို့ရဲ့နန်းတော်မှာခြေချရဲခြေချကြည့်။ငါနဲ့တွေ့မယ်။ငါသာသူ့အတွက်နှစ်သိန်းသုံးသိန်းပေးလိုက်လို့ရှိရင်တော့ငါကိုယ်တိုင်လည်းစည်ရဲသွားမှာပေါ့။မပေးနိုင်ဘူး။သွားဒီကနေ့ထွက်သွားလိုက်တော့ချမ်ပန်ရှင်းရဲ့စကားတွေကိုကြားပြီးတော့မှဆူရှီလာကတော့စိတ်ညစ်ပြီးတော့မှအင်ကိုပြန်လာခဲ့ပါတယ်။ ကိုပြီးကတော့ဖះအပေါ်မှာပဲအကုန်ထားပြီးတော့မှအိမ်လာပြီးတော့မှအိမ်အပေါ်မှာအိတ်သွားပါတယ်။ဒါကြောင့်မလို့အိမ်မှာစားတောက်ဖို့အတွက်အဆင်မပြေတော့ပါဘူး။သမီးလေးကိုစားတင်ပေးဖို့အတွက်လည်းအဆင်မပြေခဲ့ပါဘူး။ဒါကြောင့်မလို့သမီးလေးကလည်းကြောင်မသွားခဲ့ရပါဘူး။ချွေးမရေအခုဘလို့လောက်တော့မှာရောစားဖို့အတွက်အိမ်မှာစံလည်းမရှိတော့ဘူး။ဝယ်ဖို့အတွက်ပတ်စံလည်းတပြားမှမရှိတော့ဘူး။ပြီးတော့မန်ကျူကလည်းကြောင်းမသွားရတော့ဘူးလေအမေရဲ့တမီးတို့ဘာဖြစ်သွားတာလဲမသိဘူး ကန်ဆိုးသွားပြီကွာဒါပေမဲ့လည်းဘလွယ်ဖြစ်တမီးကိုယ်တိုင်အိမ်ကိုရှာကျွေးမယ်ဟုတ်တယ်တမီးရဲ့တခုမဟုတ်တခုလုံးမှပဲဖြစ်တော့မယ်အဲ့လိုနဲ့ပဲနောက်ရမှာဆူရှီလာကတော့အလौရှာဖို့အတွက်ဆိုပြီးတော့မှထွက်သွားခဲ့ပါတယ်သူမကတော့တနေ့ကအလौရှာနေခဲ့ပါတယ်ဒါပေမဲ့လည်းဘယ်မှမှအလုံးမတွေ့ခဲ့ပါဘူးအဲ့လိုနဲ့ပဲသူမကတော့စိတ်ညစ်ပြီးသွားနေခဲ့ပါတယ်။အဲဒီချိန်မှာသူ့အရှိမကားတစ်စီးလာပြီးတော့မှ တိုက်မလို့ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူမကတော့လွတ်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာကားမောင်းတဲ့သူက ထွက်လာပြီးတော့မှပြောတယ်ဘာလဲနင်ကကားရှိမှလာပြီးတော့မှကိုယ့်ကိုတတ်သိချင်နေရလားဟုတ်လားအမကြီးစင်ရဲသားတွေကကိုယ့်ကိုတတ်သိဖို့မလိုပါဘူးစင်ရဲသားတွေကဒုက္ခတွေအများကြီးရပြီးတော့မှပဲတည်သွားမှာပါဒီလိုပြောပြီးတော့မှဆူရှီလာကငိုပါတယ်အဲ့ဒီအချိန်မှာကားပိုင်ရှင်ဆိုမာကသူ့ဘော်ကိုအယံတနာသွားခဲ့ပါတယ်ပြီးတော့သူကဆူရှီလာကိုပြောတယ်နားထောင်ပါအောင်ညီမကြီးညီမဘာတွေဒုက္ခရောက်နေရတော့အမကိုပြောပြပါ အမကူညီပေးနိုင်တယ်လို့ကူညီပေးမယ်လေဆူမမေးတဲ့အတွက်ကြောင့်မလို့ဆူရှီလာကတော့သူ့ရဲ့အကြောင်းအရာတွေအားလုံးကိုပြောပြလိုက်ပါတယ်ဒီအကြောင်းအရာတွေနားထောင်ပြီးတော့မှဆိုမားကတော့ပတ်စံအထဲကနေပတ်စံနဲ့ထုတ်ပြီးတော့မှပြောပါတယ်။ရော့ဒီမှာဒီပတ်စံယူလိုက်ပါပြီးလို့ရှိရင်အရာမိသားစုအတွက်စားစရာတောက်စရာလေးဝယ်သွားလိုက်ပါ။မဟုတ်ပါဘူးအမရဲ့မပေးပါနဲ့။ကျမကလေပတ်စံလိုချင်တာမဟုတ်ပါဘူးအလုပ်လိုချင်တာပါ။အကေလို့ကူညီပေးချင်တယ်ဆိုလို့ရှိရင်အလုပ်တစ်ခုရအောင်လုပ်ပေးပါ။ ။ဆိုမားကတော့ဆူရှီလာရဲ့စကားကိုကြားပြီးတော့မှရန်ကိုပြောသွားတယ်ပြီးတော့ပြောတယ်။ဒီနေ့ငါတို့အိမ်မှာအဲ့တဲ့ဒီအများကြီးလာမှာအဲ့တော့သူတို့အတွက်ထမင်းဟင်းတွေလည်းချက်ပြုတ်ရမှာလေ။အဲ့ဒီအချိန်မှာညီမအမအောက်သားကူညီပေးနိုင်တယ်ဆိုလို့ရှိရင်တော့ကောင်းတာပေါ့။ကူညီပေးမှာပေါ့အမရေ။အဲ့လိုနဲ့ပဲဆူရှီလာကတော့ဆိုမားရဲ့အိမ်ကိုရောက်သွားပါတယ်ပြီးတော့ထမင်းဟင်းချက်ပြုတ်ကူပါတယ်။ဆူရှီလာကဆိုမားကိုပြောပါတယ်။အမရေညီမကလေထမင်းနဲ့အကြော်ရင်းကို ကောင်းကောင်းလေးချက်တက်တယ်အကေလိုအမသာကြိုက်မယ်ဆိုလို့ရှိရင်ကျမအဲ့ဒါလေးနဲ့အစမ်းချက်ပြပေးရမလားအော်ထမင်းနဲ့အကြော်ဟင်းလားငါအရန်ကြိုက်တယ်ငါတို့မိသားစုကလည်းအရန်ကြိုက်တယ်ချက်လိုက်ပါကြည့်အောင်အရသာဘယ်လိုနေမလဲဆိုတာကိုအဲ့လိုနဲ့ပဲဆိုရှိလာကလည်းထမင်းနဲ့အကြော်ဟင်းကိုချက်လိုက်ပါတယ်အဲ့ဒါကိုအဲ့ဒါကိုစားပြီးတဲ့သူတွေကတော့စားပြီးစားကျင်နေပါတယ်စုံမနဲ့သူ့ရဲ့အဖေကလည်းဒါရီကိုစားပြီးတော့မှဆူရှီလာကိုမြောက်ပါတယ် ရှမ်းကောင်းတာပဲဒီလိုကောင်းတဲ့အကျော်ဟင်းတခါမှမစားဘူးငါကတော့ပြောချင်တယ်နင်အလောက်ရှာရည်လွတ်လိုက်တော့ထမင်းနဲ့အကျော်ဟင်းချက်ပြီးတော့မှရောင်းပါလားကြည့်ထားလိုက်အရန်ရောင်းရလိမ့်မယ်ဒါပေမဲ့လည်းအဲ့ဒီအတွက်ပတ်စံလိုအပ်တယ်လေပတ်စံအတွက်စိတ်မပူပါနဲ့ငါပေးမှာပေါ့အလောက်ဖြစ်တဲ့အချိန်ပတ်စံရတဲ့အချိန်မှာပြန်ဆက်လိုက်ဘာမှဖြစ်ဘူးဒါကိုကြားပြီးတော့မှဆူရှိလာကအရန်ကိုပြောရှင်းသွားခဲ့ပါတယ်သူမကတော့နောက်ရက်မှာပဲဈေးထဲမှာစိုင်ဖွင့်လိုက်ပါတယ် လာကြပါအောင်မြို့ဆူရှီလာရဲ့အရသာရှိတဲ့အကြော်ဟင်းလေးတွေစားသွားကြပါအောင်900ရဲနဲ့ပကံအပြည့်ရမှာပါဆူရှီလာအလိုအွန်လိုက်တဲ့အချိန်မှာပဲအနီးအနီးနားမှာရှိတဲ့ဈေးဝယ်တွေက သူ့ရှိကိုလာပြီးတော့မှစားကြပါတယ်သူ့ရဲ့ထမင်းနဲ့အကြော်ဟင်းကိုစားလိုက်တဲ့သူတွေကတော့သူမကိုအယံကိုချီးကျူးကြပါတယ်ဟာအယံကောင်းတာပဲအယံစားလို့ကောင်းတဲ့အရသာရှိသလားပြောမနေနဲ့ကျွန်တော်အတွက်နောက်တစ်ပကံထုတ်ပေးလိုက်ပါတဖြည်းဖြည်းနဲ့ပဲသူမကတော့အလုတ်ဖြစ်လာပါတယ် ပြီးတော့ပတ်စံလဲကောင်းကောင်းရှာဖွေနိုင်ခဲ့တယ်။အဲလိုနဲ့ပဲမန်ကျူးကလည်းပြန်ပြီးတော့မှចောင်းသွားခဲ့တယ်။အမေရေသမီးရဲ့လေဆိုင်ကရမ်းကိုအလုပ်ဖြစ်နေတာအကေလို့ဖခင်ရဲ့ဆန္ဒသာရှိခဲ့လို့ရှင်တော့ယောက်ျားရဲ့ operation လဲအမြန်ဆုံးလုပ်နိုင်မှာပါ။ဟုတ်တယ်သမီးရဲ့ကိုပိတာနေကောင်းသွားလို့ရှင်တော့နေရနေပေါင်းပြီးတော့အလုပ်လုပ်ကြပေါ့။ဆူရှီလာအလုပ်ဖြစ်နေတာကိုမြင်ပြီးတော့မှ ပန်းစီဆိုတဲ့သူတယောက်ကတော့သူ့ကိုအယမ်းကိုမနာလိုခဲ့ပါတယ်။ပန်းစီကလည်းအိမ်နာမှာပဲထမင်းနဲ့အကျော်ဟင်းကိုရောင်းပါတယ်။ဇီးဝယ်ကြီးကတော့ဆူရှီလာရဲ့ဆိုင်မှာစားပြီးတော့မှပန်းစီရဲ့ဆိုင်မှာလုံးဝလာမစားကြတော့ပါဘူး။ဒါကြောင့်မလို့သူကတော့ဆူရှီလာကိုအဲ့ဒီနေရာကနေမောင်းထုတ်ချင်ခဲ့ပါတယ်။ပန်းစီကပြောတယ်ငါသူ့ဒီကနေ့အမြန်မောင်းထုတ်မှဖြစ်မယ်။မဟုတ်လို့ရှိရင်တော့ငါဆိုင်မှာပိတ်လိုက်ရလိမ့်မယ်။ လို့ပြောပြီးတော့မှပန်းစီကလူစိုးနေတဲ့ပေါ့ကိုခေါ်ပြီးတော့မှဆူရှီလာကိုဒီကနေထွက်သွားအောင်လို့ချင်းချောက်ခိုင်းပါတယ်။ဟဲ့နားထောင်မနှက်ဖြန်နေစပြီးနင့်ကိုဒီနေရာမှာမတွေ့ချင်ဘူး။ဒီနေရာနဲ့အမြန်ထွက်သွားလိုက်။အကယ်လို့မထွက်ဘူးဆိုလို့ရှိရင်တော့နင့်ရဲ့ပစ္စည်းတွေအကုန်ဖျက်ဆီးပြစ်မယ်ပြီးလို့ရှိရင်နင့်ကိုလည်းငါတို့ကခေါ်သွားမှာ။ဒါပေမဲ့လည်းဆူရှီလာကသူတို့ပြောတဲ့စကားကိုနားမထောင်ခဲ့ပါဘူး။နေ့တိုင်းပဲထမင်းနဲ့အကြော်ဟင်းကိုရောင်းနေခဲ့ပါတယ်။ ဒါကြောင့်မလို့လူဆိုးတွေကအယမ်းစိတ်တို့ပြီးတော့မှ သူ့ရဲ့ပစ္စည်းတွေအားလုံးကိုရိုက်ချိုးပစ်ခဲ့ပါတယ်။ဆူရှီလာကတော့ငိုပြီးတော့မှ Google ရှိကိုသွားခဲ့ပါတယ်။ပြီးတော့ဖိခဲ့သမျှအကြောင်းအရာတွေအားလုံးကိုပြောပြခဲ့ပါတယ်။သူတို့တွေကအဲ့လိုလုပ်တာလားဟုတ်လား။တမိစိတ်မပူနဲ့တော့အခုပဲငါ share ကိုဖုံးဆက်လိုက်မယ်။ Google ကတော့အရာရှိလူကြီးတယောက်ပဲဖြစ်ပါတယ်။သူဖုံးဆက်လိုက်တာနဲ့ပဲ share တွေကလာပြီးတော့မှအဲ့ဒီလူဆိုးတွေကိုဖမ်းသွားခဲ့တယ်။ အရင်နေ့ကနေစပြီးတော့မှဆူရှီလာရဲ့အလုပ်ကလည်းပိုးပို့ပြီးတော့မှဖြစ်လာပါဗျ။သူမကတော့ဆန်နဲ့အကျော်ဟင်းကိုရောင်းပြီးတော့မှကိုပီးရဲ့ operation လုပ်ပေးပါဗျ။ပြီးတော့နှစ်ယောက်ပေါင်းပြီးတော့မှအလုပ်လုပ်ကြပါဗျ။အဲ့လိုနဲ့ပဲနှစ်အနည်းငယ်အကြာမှာတော့သူတို့တွေကစိုင်းအကြီးကြီးတစ်ခုကိုဖွင့်လိုက်ခဲ့ပါဗျ။ဒီလိုအောင်မြင်မှုကတော့ဆူရှီလာရဲ့စူးစမ်းမှုကြောင့်ပဲဖြစ်ပါဗျ။